Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ငွေဆေးဆွဲသူများပြန်လည်ထူထောင်ရေးအသင်းမြန်မာဗဟိုရေးမြစ်တာဆိုင်အိမ်မှာခိတရောက်ရှိနေတဲ့တင်နန်းသားများမိဘထံပြန်လည်အနံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျန်းကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ကြိုက်ကဆန်းလန်းချမ်းမတ်25တွင်ငွေဆေးဆွဲသူများပြန်လည်ထူထောင်ရေးအသင်းမြန်မာဗဟိုမြစ်တာဆိုင်အိမ်မှာ မွေစီဆဲသူများစိတ်ကူတခံယူပြီးပြန်လည်ထူထောင်မှုလိုအပ်သူများကိုပြန်လည်ထူထောင်မှုပေးနေတာပင်ဖြစ်ပါတယ်။လောကမှာအကောင်းနဲ့အဆိုးအလင်းနဲ့အမောင်းဒွန်းတွဲနေတတ်တဲ့သဘောရှိပြီးလူငယ်များဘဝတိုးတက်ဖွံ့ဖြိုးစေမယ့်ဤပညာများထွန်းကားလာသလိုအမောင်းတို့ကြောက်ကန်းပါဆွဲချမဲ့မူရင်စီဝါများဟာလည်းဤပညာများနဲ့အတူပုံမှုများပြပြီးစမ်းကြဲစွာ လူငယ်တို့လက်ထဲသို့ ရောက်ရှိနေတာကိုတွေ့နေရတာကြောင့်ဆွဆောင်မှုအမျိုးမျိုးဖြင့်လူငယ်တို့တရက်လုံးလမ်းမရောက်စေမယ်မှုရင်စေဝါအန္တရာယ်ကိုတတိရှိစွာဖြင့်ကာကွယ်တိုက်ဖြတ်ရန်မှ လူသားအလုံးရဲ့အဓိကတာဝန်ပင်ဖြစ်ပါတယ်။ဒါကြောင့်မှုရင်စေဝါအန္တရာယ်ကိုတားဆီးကာကွယ်ရန်အစိုးရဆိုင်ရာအဖွဲ့အစည်းများဌာနဆိုင်ရာများအချင်းချင်းပူးပေါင်းဆောင်ရွက်ပြီးပြည်သူတရက်လုံးမှလူသားတယောက်ချင်းစီအထိတာဝန်ကိုယ်စီရှိစွာ ဥယျာဉ်စေကင်းစင်ရေးအတွက်ဆောင်ရွက်ကြရန်နှင့်ပြည်သူ့ကျန်းမာရေးအမြင်နှင့်ညှတမှုရှိအောင်ဥပဒေပြုရေးတရားစီရင်ရေးမီဒီယာနှင့်အရက်ဖက်လူအဖွဲ့အစည်းများအနေနဲ့အလေးနက်ထားဆောင်ရွက်နေသလိုမူရင်စေဆွဲသူများစေကူတာခံယူပြီးစိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မူရင်စေဆွဲသူများ ပြန်လည်ထူထောင်ရေးအသင်းမြန်မာဗဟိုမှာ ပြန်လည်ထူထောင်ရေးများလှုပ်ဆောင်ပေးနေတာဖြစ်သလို2025ခုနှစ်ဇန်နဝါရီလမှအောက်တိုဘာလအထိတင်းနန်းသားဥယေ343ဦးခန့်တင်းနန်းစင်ပြီးမိဘများထံပြန်လည်အနှံနိုင်ခဲ့ပြီးဒီကနေ့အောက်တိုဘာလ29ရက်နနက်10:00နာရီကစေချိန်မြောက်အဖြစ်ပြန်လည်ထူထောင်မှုပြီးစီးတဲ့တင်းနန်းသား42ဦးကိုမိဘများထံပြန်လည်အနှံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ျွန်တော်ပြန်လည်ဆိုင်ဦးစည်းဌာနလေ့ကျင့်ပွဲထားတဲ့ရခင်လူမှုဝန်ထမ်းဦးစည်းဌာနကလေ့ကျင့်တာစေနာဝန်ထမ်းမွေးကြီးကြဲမှုတယောက်ပါကျွန်တော်တို့အသင်းရဲ့နာမည်ကမွေးဆေးဆွဲသူများပြန်လည်ဆိုင်အသင်းမြန်မာဘူအနေနဲ့အသင်းဖွဲ့ပတ်ပုံနေမှာတင်မြင့်ဆောင်ပြည်တွင်းတုံညာတုံညာတင်က2022ခုနှစ်ဥပဒေရရရှိထားတဲ့ပထမဆုံးအသင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်အသင်းရဲ့ဥက္ကဋ္ဌတာဝန်ယူရပါတယ်ကျွန်တော်ရှိမှာလန်လန်အခုလက်ရှိဦးရေအရင်တော့ကတော့ရ70ကနန်းလောက်ကနေအခုတော့ရာကနန်းဝင်းကြီးရှိပါတယ်တင်နန်းကိုကျွန်တော်တို့က စင်စက်မပြတ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့အတွက်တင်နန်းသားတွေကဒီမှာနေ့စဉ်တင်နန်းဆောက်တဲ့အတွက်တစ်လတစ်ခါနှီးပါလောက်တင်နန်းဆင်းပေးနေရပါတယ်။တခါဆင်းတဲ့အခါမှာအနည်းဆုံးကျွန်တော်ခုစီနမစံနမရ3 3လောက်343လောက်လောက်ထိနောက်ဆုံးပိတ်လူနာဆင်း ရှိပါတယ်။ကျွန်တော်တို့ဒီအသင်းဘွဲ့စီမင်းစီကံရလွှဲပြောင်းညွှန်းပို့ခြင်းဆိုတဲ့လုပ်ငန်းကိုဆေးရုံကိုကျွန်တော်တာဝန်ခံပြီးစေကုသမှုခံယူဖို့လွှဲပေးပါတယ်။စေကုသမှုခံယူပြီးတဲ့အခါမှာကျွန်တော်တို့ရှိဖို့ ေကုသပြည်စည်းကြောင်းနဲ့ပြန်လည်ဆောင်မှုပေးအကြောင်းကြားတဲ့အခါမှာကျွန်တော်တို့ကတက်ဆိုင်ဆရာဝန်ကြီးတွေလက်မှတ်ပါတဲ့အခါမှာပြန်လည်ဆောင်မှုပေးပါပြန်လည်ဆောင်မှုပေးတဲ့အခါမှာကျွန်တော်ဆေးရုံကပြွဲလာရှိတယ်လို့အခြားဟိုဆက်ဆက်ဒီဆေးရုံဆေးကန်းလေးတွေကလွှဲတဲ့လူနာတွေကိုလည်းစီကတ်တတ်မှတ်စီကတ်နဲ့ကိုက်ညီလက်ခံပေးပါအဲလက်ရှိဒီနေ့တင်နန်းဆင်းပါက50တယောက်ဖြစ်ပါတယ်ကျွန်တော်တို့အလုံး၁၀ကျိမြောက်တင်နန်းဆင်းတာဖြစ်ပါတယ်ဗျအခုအရင်ကမွေးဥပရေရတခုတပြားတီလဲပဲဟိုဆင်း ပြစ်မှုပုံပြစ်ဒဏ်အရာဈေးသုံးတယ်လို့သိရရင်ထောင်ကျတယ်ပေါ့နော်အဲ့တော့ပုံမှန်15အရာပြစ်ဒဏ်ကျတာလေပုံမှန်15ကိုဖြေလျော့ပေးလိုက်တဲ့အတွက်အခုပြစ်ဒဏ်ဆိုတာမရှိပါဘူးလက်ဝဲကင်ဆောင်ထားရှိသုံးဆွဲတဲ့ပုံမှာမူတည်ပြီးတော့ဒါဥရိယအေးအေးယူတာပါအဲ့တော့ဒူရီယာအရင်တော့ကတော့ရေပုံးသီးဆေးသမားကိုဖျားပွေဖတော့ရပြီမယ်အခုကျွန်တော်တင်းဖွဲ့တွေက social media လောက်က1 by 1စီယုံချင်းတဲ့လောက်က အချင်းချင်းမိဖက်အဖွဲ့စည်းနဲ့ပေါင်းဆက်တဲ့လကောင်းဆင်းဆက်လူနာတွေပေါ်ထွက်လာပြီးတော့ဆဲကုသမှုခံယူပြီးပြန်လည်ထောင်မှုခံယူနေပါတယ်ဒီမှာလည်းပြန်လည်ထောင်မှုခံယူတာကျွန်တော်ရှိမှာယာကြီးကဏ္ဍရှိတဲ့အခါကျတော့ဘာသာကြားတွေလည်းများပါတယ်ကျွန်တော်တို့မှာဘာသာကြားတွေများတဲ့အခါဘာသာရေးလွတ်လပ်ခွင့်ပေးပါတယ်နော်တင်တန်းရဲ့တင်တန်းစီကံတိုင်းမနေ့6နာရီကနေညနေ7နာရီခွဲထိဆေး7နာရီခွဲနားချိန်ပြီးတဲ့အခါမှာကျွန်တော်တို့ကသူတို့ကိုတိကျအုပ်ချုပ်မှုလုပ်ငန်းကိုတိချာလုပ်ပါတယ်အမားကိုလက်မခံပါဘူးအဓိကဆေးပြတ်မသွုံးမှုဟာ ဒီတဏ္ဍဆင်းရုံနဲ့မလုံလောက်ပါဘူးပြန်လည်ထူထောင်မှုပေးတိုင်းဆေးမပြတ်ဘူးဆိုတာမိဘပြည်သူများကိုတရားဝင်အသိပေးပါပြန်လည်ထူထောင်မှုပေးတိုင်းဆေးမပြတ်ဘူးဆိုတာဘာကြောင့်လဲအလုံးမရှိလို့နော်အလုံးမရှိတဲ့ပြဿနာနံပါတ်၁ပါလူနာကိုမူလခွင့်ရေးတွေယုံကြည်မှုပေးတဲ့အတွက်ယုံကြည်မှုပေးလိုက်တဲ့အခါမှာမဟုတ်ပေးမယ်ပတ်စံပေးမယ်ဖုန်းပေးမယ်ကားပေးမယ်ဆိုင်ကယ်ပေးမယ်လူကောင်းတယောက်လိုမြင်လာတာမရသေးပါဘူးအရေးတဲမှာနေဆေးမမှန်တောက်ပြီးတော့ သူတို့တွေကစေကုသမှုခံရတဲ့အတွက် drug release ဆိုတဲ့စေနာထားတဲ့အဆင့်မရှိပါသေးဘူးပုံမှန်စေကန်းပြဖို့လိုပါတယ်ဒါကြောင့်မိဘတွေပေါင်းဆက်ဖို့လိုတယ်ဆိုတာအဲကျွန်တော်တို့ကဒီဟာကိုဦးစားပေးတာပါမိဘတွေပေါင်းဆက်ဖို့လိုပါတယ်မိဘတွေမပေါင်းဆက်ရင်မရပါဘူးအခုတော့မှတင်နန်းဆင်းတာမှမိဘတွေကပေါင်းဆက်ပါတယ်ဆိုတာကျွန်တော်တို့၈နိုင်ခွဲတဲ့ကခေါ်ပါတယ်ခုချိန်ကြီးစုံအောင်မရောက်ပါဘူးသူတို့ကိုယ်တိုင်အလေးမထားရင်သူသားသမီးဆေးသုံးမှုဆိုတာ90ရာခိုင်နှုန်းကတိကျပါတယ် ျွန်တော်ရှိမှဆေးသုံးမယ်ဒူနာကိုယ်တိုင်ပါလာတဲ့ခါရှိတယ်ကျွန်တော်ကွင်းစင်းပြီးသွားခေါ်လာရှိတယ်အဲ့ဒီကောင်လေးအားလုံးဒီဒူနာကိုယ်တိုင်ပါလာပြီဆိုရင်တော့90ရာခိုင်နှုန်းကအပြတ်ပါတို့တို့ဒူနာကိုယ်တိုင်ပါတယ်တို့တို့ကဆေးကုခြင်းနဲ့ဆေးပြတ်ခြင်းနဲ့စိတ်ပါလာရှိတယ်များသောအားဖြင့်ဆေးပြတ်ဖို့ဆိုရင်ကြောက်တယ်ဝင်လေးတယ်အသုံးကျင်မှုစိတ်မပြတ်ခြင်းမှုအဲ့ဒီပုံမှာကျွန်တော်တို့ထိန်းကြရတာမှာအရန်တတိထားပါမိဘပေါက်ဆက်ဖို့လိုတယ်ဆိုတာကကျွန်တော်ရှိမှရှိပါတယ်ဆောင်ဖို့လေးကချင်းရင်လုံမလိုက်နဲ့ပြောရင်မယုံနဲ့တောင်းရင်မပေးနဲ့ အားလုံးလိန်တတ်တယ်ဘာယာများတယ်လိင်ခိုးမယ်နော်အဲ့တော့လိင်ခိုးမယ်ဆိုတော့လွယ်လွယ်ပတ်စံပေးတဲ့ပြဿနာပတ်စံကြီးကိုလွယ်လွယ်ချထားရင်လေခိုးမှာပဲဒီခိုးမဲ့ပြဿနာကိုထိန်းချောင်းဖို့ဆရာတို့လိုပါတယ်နောက်တစ်ပိုင်းကကျွန်တော်ခိုးတယ်ဆိုတဲ့နေရာမှာမိဘကယုံကြည်မှုပေးလို့တုံးဆွဲမှုရသွားတဲ့လူနာတွေပါဒါကြောင့်ဒီပေါ်မှာမိဘပေါင်းစပ်ဖို့လိုတယ်ဆိုတာဓမ္မတိဒီလိုတင်နှန်းဆင်းမိလိုက်တယ်တင်နှန်းဆင်းမိဆိုရင်ဆင်းမှန်မှန်တိုက်ဖို့လိုတယ်ဆင်းမတော့ဘူး ဒီကောင်တွေကဘယ်တော့မှအမှန်မပြောကြုတ်တို့လည်းအကောင်မပြောဘူးအာထူးတယ်ဆဲတယ်ထောင်းတယ်ဟောတယ်ဟစ်တယ်ရိုက်တယ်ဒိုသီမုတ်အာဒီဆဲတယ်တောင်းကြောက်ကပ်ပြက်တယ်ဆရာဝန်ပေးသားရိုက်မယ်ဆဲတယ်ရပျက်စီးနေတာများသောအားဖြင့်လူသားဒီမှာဗမာပြည်မှာအခုဖြစ်နေတဲ့ဆေးကန်းပြဿနာဝန်တန်းမလုံလောက်တဲ့အာဏာရှင်ပြဿနာရှိတယ်အဲ့တော့လူသားတွေ drug release ဆိုရယ်ဆင်းနာဖို့အတွက်အိတ်ဆဲတွေနဲ့ပေးသားတယ်လူသားတွေကမှဲပြီးထိုင်းနေလက်သလုံးတော့ဆစ်ပြတ်သွားဒုတိယမိမှာဆစ်ပြန်သုံးမယ်အဲ့တော့ဒီမော်ဒီလေဒီလူတွေနဲ့ပြန်တွေ့မယ်ဆိုပြန်သုံးပါမယ် ပြန်သုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ခမရတို့ကမိဘပူပေါင်းမှုဆိုတာစေမမတိုက်ပါစေမသားရင်ကြောင်းကြပါအပြင်သွားရင်အဖော်လိုက်ပါငါလဲလိုက်မယ်ဘာမှသူတို့မျိုးတူအုပ်စုမသွားနဲ့အဖော်လိုက်ပြီးတဲ့သဘောပါပဲအဖော်လိုက်ပါဖုံးမပင်းနဲ့ပက်ဆက်မပင်းနဲ့ကားမပင်းနဲ့ယုံကြည်မှုမပင်းနဲ့ဦးခဏစောက်ဦးတပီးတော့ဒီမှာစေကမ်းမှမပြဖို့လိုတယ်စေကမ်းမှမပြတဲ့ခါမှလည်းပြဿနာရှိတယ်စေကမ်းမလိုက်ရှင်တဲ့ပြဿနာရှိတယ်နောက်တစ်ခါမှစေကမ်းရောက်ပြီးရှူရှူမပေါက်တဲ့ပြဿနာလည်းရှိတယ်စီရင်နဲ့စီကောမနဲ့မိုးလင်းနဲ့စေကမ်းပြမဲ့တင်နန်းသား ရေမတောက်ဘဲနဲ့စီးကိုညစ်ပြီးကုံပေါက်တိုင်းဒီမှာရအောက်ပုတ်ယူနစ်က၄နာရီတိရှူးရှူးမထွက်ပါဘူးအဲ့ဒါဆိုရင်စစ်စစ်လို့မရပါဘူးတက်စတစ်ကင်းနဲ့စစ်တဲ့အခါစစ်လို့မရဒါကြောင့်တို့တွေကပညာရှင်တွေပါတို့တွေရဲ့အနေအထားကိုကြည့်ပြီးကျွန်တော်တို့ကယူဆိုင်ထိန်းကြောက်ပါဒါကြောင့်ကျွန်တော်တို့ရဲ့ဆောင်းဖုံးကမွေးစစ်သုံးဆွဲနေတာကုလို့ရတာလို့မင်းကုလို့ရတယ်မိဘတွေပူပေါင်းဆောင်ရဖို့လိုတယ်ပဝင်းညင်ကအမှုကြီးပြောင်းပေးဖို့လိုတယ်ပဝင်းညင်ကဟလား လူကောင်းတယောက်လိုမြင်မယ်အခုချိန်မှာနေရာတိုင်းမှာပတ်ဝန်းကျင်မှာမွေးဆေးဝါးတွေပြန့်နှံ့နေတယ်လို့ကြားနေရတယ်ဟုတ်ချင်ဟုတ်မယ်မဟုတ်ချင်မဟုတ်ဘူးဒါပေမဲ့ဒီပြန့်နှံ့နေတဲ့မွေးဆေးဝါးတွေပုံမှန်မူတည်ပြီးတော့ယုံကြည်မှုပေးရင်ပြန်ဆုံးပဲယုံကြည်မှုမပေးဘူးတော့အခုက delivery kit တွေရောက်စားနေတယ်ဘယ်နေရာမှာတော့ဘယ်နားမှာထားခဲ့ရဲ့ hello လုံးလိုက်ရင်ကေပေးနဲ့ငွေရွှဲလို့ရတယ်ဒီပြဿနာတွေကပြန်ဆုံးနေတယ်အဲ့တော့ကျွန်တော်တို့ကပြန်မိပါတွေကိုတိပေးခြင်းတာနံပါတ်နောက်ဆုံးတစ်ခုကဆေးပြန်ဆုံးနေတယ်ပုံမှန်ဆေးကန်းပြရင်လည်းပြန်ဆုံးရင် ဆရာဝန်နဲ့တိုင်ပင်မှာဒီကိုခေါ်ပြားပါဦးပြန်လဲကျော်ကြီးခေါ်ပြားပါဦးနှစ်ပတ်တိုက်မဲ့စေသမားကိုတပတ်တစ်ချိန်တပတ်တစ်ခါဆေးကန်းပြန်ပြတပတ်တစ်ခါပြရင်နောက်တစ်ခါလာပြရင်အောင်လာများတယ်ဒုတိယမိကြတယ်ပြန်ယူဝတ်တပတ်စေးနှစ်ပတ်ဆိုရင်တော့ကိုယ်ဆရာအောင်ပါပြီဘာကြောင့်ဒီမှာကျန်းတယ်လက်ကျင်ကနေပင်မန်းတယ်ခန္ဓာကိုရုပ်ပိုင်းစေပိုင်းဆရာဖွင့်မျိုးဖို့လက်ကျင်ကနေရကျန်းကျန်းလုံးမှာခန္ဓာကိုရှူတင်းသားတဲ့အစိတ်တွေထွက်ဖို့အတွက်လှုပ်ပေးရမှာမလှုပ်ပေးရင်မအောင်မြင်ဘူးဒီအတွက်အားလုံးဒီပူပေါင်းဖို့လိုပါတယ် ကျွန်တော်နိုင်ငံတော်ကလည်းဒရောင်းတင်နေရကမွေးစပါနဲ့ပတ်သက်ပြီးတော့ပြန်လည်ဒရောင်းစကန်နေရတဲ့ဌာနရဲ့ဘတ်ဂျက်ပေါ်မှာဖွင့်နေတာရှိလို့ကျွန်တော်တို့ကလည်းစင်ဆက်မပြဝန်ဆောင်မှုလုပ်ငန်းနဲ့ဖွင့်ပေးပါတယ်ကျွန်တော်ရှိရဈေးမြပေးနေလို့ပါတယ်ကျွန်တော်ရဲ့နိုင်တဲ့မြလုပ်တဲ့မြရန်တိုင်းစွားပလဲဝန်ကြီးဌာနတွေတင်ပြအသိပေးပြီးလုပ်လို့နေဆိုတာကိုလည်းမိဘပြည်သူများကိုအသိပေးပါတယ်ဗျာအဲဒီနေ့အခမ်းအနားတော့ပုံမှန်အခမ်းအနားလို့ပြောလို့ရပါတယ် ဒီမှာတင်နှန်းလာတဲ့ပြန်လဲထူထောင်ရေးလုပ်ပြီးတဲ့ကလေးတွေကိုပုံမှန်မိသားစုနဲ့ပြန်ပြန်အံ့နံတဲ့ပွဲပေါ့နော်တင်နှန်းဆင်းပြီးစိတ်ချရတဲ့ကလေးတွေကိုမိသားစုတွေပြန်အံ့နံတဲ့အခမ်းအနားအနေနဲ့လုပ်ပါလေအဲ့ဒါဒီနေ့အခမ်းအနားတစ်ခုပဲဖြစ်ပါတယ်ဒီနေ့တော့တင်နှန်းသားပေါင်း40ရက်တယောက်ကြီးဒီကိုမိဘထံပြန်လဲအံ့မှန်မယ်လို့သိရပါလေခင်ဗျာဟုတ်ကပြန်လဲထူထောင်ရေးတင်နှန်းကြောင်းပါခင်ဗျာဟိုပြန်ဆောင်ရေးဆိုတော့စေကုသရေးမပါဘူးပေါ့နော်တော်တော်စေကုသရေးလုပ်ငန်းကိုကျွန်တော်ညွှန်ပို့ပေးပါတယ်ကျွန်တော်စီရောရတဲ့ကလေးတွေကို စေကူးသားကိုလိုတယ်မွေးဆေးသွန်းဆွဲနေလို့မွေးဆေးရဲ့ညွန်နဲ့ဝင်နေတဲ့ကလေးတွေကိုစေကူးသားကိုလိုအပ်တဲ့အခါမှာသူတို့မိသားစုရဲ့ဆန္ဒအရကျွန်တော်စေကူးသားရဲ့စကံကိုပို့ပေးပါတယ်ကုသရေးဌာနတွေပို့ပေးပါတယ်ခင်ဗျကုသရေးဌာနတွေပို့လိုက်တဲ့အခါမှာကုသတာပဲရှိပါတယ်သူကနောက်ဆက်သွေးစောင့်ရှောက်ရေးလုပ်ဖို့လိုအပ်ပါတယ်ခင်ဗျအဲ့လိုလိုအပ်တဲ့အခါမှာကျွန်တော်တို့ကနောက်ဆက်သွေးစောင့်ရှောက်ရေးပြန်လည်ထူထောင်ရေးဌာနဖွင့်ထားတဲ့ပြန်လည်ထူထောင်ရေးဌာနလုပ်ငန်းကိုလုပ်တာပေါ့ခင်ဗျအဲ့တော့နောက်ဆက်သွေးစောင့်ရှောက်ရေးလို့ခေါ်ပါတယ်ခင်ဗျ ေတို့ကအမြဲတမ်းမစ်စစ်နေတယ်စိတ်စီးရတယ်အလိုက်မှာတိုးရရလိန်နေလက်ကြလာမိဘတွေကြားတယ်နော်မိဘတွေဘီတမျိုးချိုးသားစွာနဲ့လိန်နေလက်ကြသူကတော့လိန်တာပေါ့ရင်ရင်လေးနဲ့လိန်တာသူကတော့မိဘတွေကိုဘယ်တော့မှစိတ်ဆင်ရအောင်မလုပ်ဘူးဒါပေမဲ့ရိုးသားစွာလိန်ညာလက်ကြပြီးစိတ်ဆင်ရအောင်လုပ်တာတ냐မှာအေးစစ်စစ်မအေးရပါသူသွားနေတယ်အမြဲတမ်း ကျွန်မတို့ကခံစားမှုအပြင်းနဲ့စိတ်ဆင်းရဲခြင်းများစွာနဲ့မပြန်လာဟိုကပုံစံမပြန်လာတစ်မျိုးပြီးတစ်မျိုးနားနားထောင်လိုက်ရင်လည်းအဆုံးအဆုံးစိတ်ဆင်းရဲများခြင်းများစွာလုပ်ခဲ့တယ်စိတ်ဆင်းရဲများပါတယ်ဆရာတို့စီ၃လလာပို့လိုက်တာကျွန်မတို့အာမတန်စိတ်ချမ်းသာပါတယ်ခေါင်းအေးအေးအိပ်ရပါပတ်စံကုန်တာတဲ့ဒုက္ခတွေကြိုက်ကျွန်မတို့ခံစားရတယ်ကျေးဇူးတင်ပါ ကျမဒီမှာဆရာကြီးဆန်ရှင်ရဲ့ကွာအမေတို့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့ညဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်မအိပ်ရပါဘူးကျမသားကျမမေပေါ်မှာပေါ့နော်မေပေါ်မှာမိန်းမအပေါ်မှာတော့သူကညာပြီးတော့ကျအပြင်းထွက်တာလို့ပါတော့ပေါ့ကျမငငယ်လေးရတယ်ကျမတော့ရှောက်စီးနေကလည်းအုတ်ထုတ်ခဲ့တယ်မယ်အပေါင်းနဲ့မားပြီးတော့ကျတော့ခေရအဲ့လိုဖြစ်သွားတာပေါ့နော်ကျမမျက်စိတောက်ထောက်ပြီးတောက်ရှောက်ကြည့်ရပေါ့နော် လွတ်မထားပါဘူးလွတ်မထားလို့မလို့ဒီလိုမျိုးအချိန်ခါမေပေါ့နော်အုံမိတာပေါ့နော်အဲဆိုကြတော့သတ္တမိတွေကိုအိမ်ပြန်ရောက်သွားပြီဆိုလို့ရှိရင်လည်းစနစ်တကျနဲ့ကျမတို့ကဆရာကြီးဆရာကြီးမှာတဲ့အတိုင်းပဲစနစ်တကျနဲ့ဒီဒီခြာခြာလေးကိုဂယုဆိုင်ပြီးတော့သူတို့ဘဝရှိရင်အတွက်ကောင်းမွန်အောင်ဆောင်ရွက်ဖို့ကျမပြောကျမလည်းကျမတော့လည်းကျမအခုသူ့အတွက်အစီအစဉ်လေးရှိပါလေ ကျမသူ့ဘဝလေးကိုကောင်းမွန်စေချင်ပါတယ်။ကျမမဆားရခြင်းနေပါစေ။ကျမမိဘကျမသူ့လူ့ဆောင်ကျမမဆားရခြင်းနေပါစေ။သူ့ဘဝကိုကောင်းကောင်းမွန်မွန်နဲ့အကောင်းဆုံးဖြစ်ကျမကျေနပ်ပါတယ်။တခြားမိဘလေးရင်ထဲမှာလည်းအဲ့လိုမျိုးဖြစ်မယ်လို့ကျမယုံကြည်ပါတယ်။ကျေးဇူးတင်ပါတယ်ဆရာ။